ိန္ဒိယနိုင်ငံပြည်내လွှတ်တော်အမတ်တချို့ကမြန်မာပိုင်နဲ့ကဘော်ကျိုင်ဝမ်ကိုပြန်လည်ရယူဖို့နဲ့ချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပေါင်းစည်းဖို့ပြောဆိုလာမှုတွေဟာစစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြလိုက်တာလို့ NUG နိုင်ငံသားကြီးဝန်ကြီးဒေါ်စင်မအောင်ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကျင်းပခဲ့တဲ့အိန္ဒိယလွှတ်တော်မှာရရှယာစာဘာပါတီအမတ်ဆာနာဂျူဘာကမြန်မာနိုင်ငံပိုင်နဲ့ထဲကစကိုင်းတိုင်းနဲ့ချင်းပြည်နယ်အဆက်ကကဘော်ကျိုင်ဝမ်ကို မနီပူရပြည်နယ်အတွက်ပြန်လည်ရယူပေးဖို့ဓမ္မမဟုတ်ရောကျင်းငွေတောင်းဆိုဖို့အိန္ဒိယဗဟုအစိုးရကိုအဆိုပြုခဲ့ပါတယ်။ပြီးတော့အိန္ဒိယမီဆိုရန်ပြည်နယ်လွှတ်တော်အမတ်တဦးကလည်းချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့မကြသေးခင်ကစီရင်ပြောဆိုခဲ့ကြောင်းသိရတာပါ။ကျမတို့အတိုင်းပြည်အချုပ်အခြာအာဏာသူ့နေရာသူပြန်ရဖို့ပဲအဓိကမျက်ခြေမပြတ်ဆောင်ရွက်သွားမှာပါလို့ဝန်ကြီးတော်စင်မအောင်ကဆိုပါတယ်။အာဏာသိမ်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကလည်း အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့နှစ်နိုင်ငံဆက်ဆံရေးပြတ်ပြားအောင်မလုပ်သင့်ကြောင်းနဲ့မြန်မာနိုင်ငံရဲ့အချို့အခြားအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်ကြောင်းပြောဆိုထားပါရရှင်။